တရားနာပိဋကများနဲ့တကွာစัจ java လာနန္ဒမှာရှိကြတဲ့လူနဲ့ပြမတတဝါအားလုံးကိုရောစိတ်ပါကျမ်းမှချမ်းသာကြပါစေလို့နှုတ်ခွန်းဆက်မေတ္တာပို့သရင်ဒီနေ့2006ခုနှစ်ဇန်နဝါရီလ14ရက်ရန်ကုန်မြို့မြောက်ကလပန်းမြို့နယ်ကာကြီးရက်ွက်ဝေဘာကြီးလမ်းအနောက်ချမ်းမြင်းနှင်းမြို့မင်္ဂလာခမ်းမရှိမှရှိတဲ့ဓမ္မသည်မင်္ဂလာမန္တပ်တွင်ကလျာဏယူဝသာသနာ့ကျူးဆောင်လူငယ်များအဖွဲ့က မိဘနဲ့အထင်အမှန်ဖြစ်နေမိဘယေရှုဆက်ထေရဝါဒအထူရယာဝဲဓမ္မဒါနတရားအလှူအမတဒါနအမြဲနိဗ္ဗာန်အလှူဖြစ်ကျင်းပတဲ့ဓမ္မသဘင်မှာမိဘယေရှုအကျင့်ဆက်နီးလို့အမည်ပေးထားတဲ့တရားတစ်ပုဒ်နဲ့ဓမ္မဒါနတရားအလှူပေးလူမှဖြစ်ပါတယ်တရားလူရှင်နေနဲ့တရားလူမပေးလူခင်တရားလူခံပုဂ္ဂိုလ်များအနေနဲ့တရားလူမခံယူခင်တရားပိုင်ရှင်ဖြစ်တော်မူတဲ့သဗ္ဗညုမြတ်စွာဘုရားရှင်ကို ထိုဘုရားရှင်ရဲ့အရဟံဂုဏ်တော်ပွားများခြင်းဖြင့်ရှိဥစွာရှိခိုးပူဇော်ကြရအောင်အလုံးမဲ့လေးဥချီထားပြီးတော့လိုက်ဆွေးကြပါအရဟံဂုဏ်တော်ရဲ့အဓိပ္ပာယ်၃မျိုးတစ်မျိုးကိုတစ်ခေါက်စီတိုင်ပေးပါမယ်ဥစဉ်တစ်ခေါက်တိုင်ပေးပြီးတိုင်း၃ခေါက်ညီညီညာညာပွားများကြရပါမယ်အရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရား အရဟံသိကွေရာရ၌ပင်မကောင်းမှုကို ပြုတော်မမူသောမြတ်စွာဘုရား အရဟံပူဇော်သူကိုခံယူတော်မူထိုင်သောမြတ်စွာဘုရား တာဓုခေါ်လိုက်မြတ်စွာဘုရားရှင်ရဲ့အရဟံဂုဏ်တော်ပွားများပူဇော်ပြီးပြီဖြစ်တဲ့အတွေ့လက်ဝှေ့ချီထားတဲ့လူတွေခြားခါပြီးတော့မျိုးလုံးလေးတွေမိတ်မထားပဲဖွင့်ထားပြီးတော့ထိုင်တဲ့ဣရိယာပုဒ်ကိုလည်းပုံစံတစ်မျိုးညောင်းရင်ပုံစံတစ်မျိုးပြောင်းပြီးတော့တက်တာတဲ့ဣရိယာပုဒ်နဲ့ချမ်းသာစွာတရားနာယူနိုင်ကြပါပြီ။ ဒီနေ့ဟောမယ့်တရားခေါင်းစဉ်ကဘာလဲလဲမိဘကျေစုအကျေဆန်ဒီပြန်နာပေးတဲ့များမိဘကျေစုအကျေဆန်ဒီပြည်တာရဲ့လားမိဘကျေစုအကျေဆန်ဒီပြည်တာလားပြီးပါတယ်ပြီးတယ်ဆိုရင်တော့ဟောပြမလို့တော့ဘူးဟုတ်လားဣဒံမေပုံညာနိဗ္ဗာန်တပစ္စယဟောတူရေစက်ချယုံမရှိတော့တယ် ်ဒီနေ့ကျင်းပတဲ့တရားပွဲကခေါင်းစည်းတက်ထားတာကမိဘနဲ့အချင်းမှမိဘဂျေဇုဆက်ထေရဝါဒအထူးတရားပွဲလို့တက်ထားတာကိုတရားပွဲရဲ့ခေါင်းစဉ်ကိုနာမည်ပြီးတာတက်ထားပြီးတာတတိယမဆန်တော့ဘောင်းခတ်ထားပြီးတာဆိုတော့ဟောတဲ့တရားကလည်းဘောင်းခတ်ထားတဲ့တရားပဲဟောရတော့မှာပေါ့နော်မိဘဂျေဇုကြောင့်မဟုတ်ဘဲနဲ့တရားတရားဟောလို့မရဘူးလားရလည်းမဟုတ်တော့ဘူးနော် အဲ့ဒါနာမည်ကဦးဇင်းတို့ဒီလိုမိဘနဲ့ထိမှန်နေနဲ့ကျင်းပတဲ့တရားပွဲမှာမနစ်ကဟောခဲ့ဘူးတဲ့ဆိုရင်တော့လေတခြားအကြောင်းပဲဟောမှာပေါ့နာမည်မိဘကျေးဇူးနဲ့ပတ်သက်တဲ့တရားတော်တွေတုတ်တန်နေဇတ်တော်တွေဆိုတာကတော့အများကြီးရှိတာပါပဲမိဘကျေးဇူးနဲ့ပတ်သက်တဲ့ဇတ်တော်တွေတစ်နှစ်တစ်ခုတစ်နှစ်တစ်ခုဟောရင်ကိုပဲအများကြီးဟောလို့ရတာပေါ့နာမည်မိဘကျေးဇူးနဲ့ပတ်သက်တဲ့တရားကတော့နောင်တော့နောင်တစ်ချိန်ချိန်တော့ မိဘကျေးဇူးနဲ့ပတ်သက်တဲ့တရားနောက်တစ်ချိန်ချင်းမှတော့ဟောဖို့တော့ရည်ရွယ်ချက်ရှိတယ်။ခုလိုလိုစေတော့ရည်ရွယ်ချက်မရှိဘူး။ဒါပေမဲ့လို့ဒီဘက်နေထိမ့်မတရားဝယ်ဟောပြီးပါလို့လာပင်းတော့လဲဟောရတာပေါ့။ဒီနေ့တရားဝယ်ရာဒီမာကဦးဇင်းတို့ကဆောင်းပါးလေးတွေကိုပဲပြန်ပြီးတော့ဟောပေးနေတာ။အထူးသဖြင့်တော့နှိုင်းမဲ့ဆောင်းပါးပေါ့။ဒီနေ့ကတော့မိဘကျေးဇူးအခြေခံကြီးဆိုတဲ့ဆောင်းပါးရေနှုတ်နှလုံးမလုံးကြည်ပါတဲ့ဆိုတဲ့ဆောင်းပါးရေအဲ့ဒီဆောင်းပါးနှစ်ပုဒ်ကိုပဲဟောပေးရမှာပဲ။ ဦးဇင်းတို့စာအုပ်တော်တော်များများကတော့ဟောတရားကိုစာအုပ်ပြန်လုပ်ထားတာတချို့ဆောင်းပါးပေါင်းချုပ်စာအုပ်တွေကတော့ဟောတရားလုံးဝမရှိဘူးအဲ့ဒီဆောင်းပါးလေးတွေကိုသဘောကျတဲ့တရားဓမ္မတွေကဒီဆောင်းပါးလေးတွေတရားရှင်နဲ့ရှိစီခြင်းနဲ့ဟောတရားရှင်နဲ့ဟောပေးပါစာရိယချင်းလျှောက်ထားတောင်းပန်ကြတော့ဆောင်းပါးလေးတွေမှန်သမျှကိုလည်းတပုတ်မကျန်အချိန်ပေးခြင်းတော့ဟောပေးမှာပေါ့ဒါပေမဲ့ဆောင်းပါးကအရှိအရှိတိုင်းဖတ်လိုက်မယ်ဆိုရင်၅မိနစ်၇မိနစ်အလုံးစုံဆောင်းပါးသိရှိရင်တော့၁၀မိနစ်နဲ့ ်ပြီးပါတယ်။ဒါပေမဲ့အဲ့ဒီ5မိနစ်10မိနစ်နဲ့ပြီးမဲ့ဆောင်းပါးလေးတစ်ပုဒ်ကိုချဲ့ချဲ့ပြီးဟောတော့တနာ ਈ နှစ်နာရီရှိရှိပါတယ်။အများကြီးနှစ်နာရီလောက်ရှိရှိနေတာပေါ့။ဒီနေ့တရားပွဲရသည်ဆိုရင်နှိုင်းမဲ့အဖို့ဆိုတဲ့ဆောင်းပါးလေးဟောပြတာပေါ့လေ။ဆောင်းပါးလေးဟောတဲ့ဗေနီယာဟောဟောနှစ်နာရီနှစ်နာရီရည်ကြီးပဲဖြစ်နေ။ဒီနေ့တော့မိဘကျေးဇူးကျေးဇန်ကြီးရဲ့နှုတ်နှလုံးပေါင်းကြည့်ပါတယ်။ဆောင်းပါးနှစ်ပုဒ်ဟောပြမယ်ဆိုပြီးတော့စိတ်သာကူးထားတာညနေ9:00ကျော်လောက်ကျမှအဲ့ဒီဆောင်းပါးလေးနှစ်ပုဒ်ပြန်ဖတ်ဖြစ်တာ။ တစ်ခေါက်ပဲပြန်ဖတ်ခဲ့ရသေးတယ်။သိမမှန်းမိဘူး။ကျမ်းနာပိတ္တမှတ်မိရဲ့လား။အော်မှတ်မိတယ်ဆိုတော့ဟောပြရမလို့တော့ပြန်ဘူး။အဲ့ဒါမှတ်မိတဲ့လောက်လေးနဲ့နည်းနည်းနည်းမချဲမှာပေါ့။သိချင်းမချဲတော့ဘူး။နှုတ်တော်တရားကရှင်းနေမှာစုလို့လေ။အဲ့ဒါမိဘကျေးဇူးအကျေးဆန်းဒီဆောင်းပါနှုတ်နှလုံးပလုံးကြည်ပါတဲ့ဆောင်းပါမပြောခင်မိဘနဲ့အချင်းမဆိုတဲ့ခေါင်းစည်းလေးအရင်ပြောရမှာပေါ့ဒီနေ့ပြင်းပတဲ့တရားဘက်ကဘာအချင်းမှတ်တော့ကျသူလက်ပြေကဘာနေတော့ မွင်းနေအမင်းနေဘယ်လိုပြောတာကြာသွန်းလာကြည့်ဦးအမင်းနေလို့ဘယ်လိုပြောတာတော့မနေ့ကကြာသွန်းလာပြီဆိုဒီနေ့ကြာသွန်းလာပြီဒီနေ့ကတော့ဘာနေတော့ဒီနေ့ကအမင်းနေမဟုတ်တော့ဘူးပေါ့အဖေနေလား ဲ့ဒီနေ့ဖြေနေမဲ့ထားလိုက်မနဲ့ဆန်ကြရင်ဒီတွင်နေပေါ့တပတ်ခါကြတော့ပထွေးနေလားဟုတ်လားအမေနေအဖေနေပထွေးနေမိတွင်နေအဖိုးနေဖွားနေအတော်နေဦးလေးနေစောက်သမယုံနေရှိတော့တာနော်အဲ့ဒါအမေလေးလည်းကသတ်မှတ်ပြလိုက်တာတော့ ခုကလျာဏယောဂကတတ်မှတ်လိုက်တာလားအခုတရားနာပိဒနာကတတ်မှတ်လိုက်တာလားဘယ်သူကတတ်မှတ်လိုက်တာတော့ဒါကမွေးကြော်သူကြာသွင်းလမ်းပြင်းလေးကိုအမေနေ့လို့တတ်မှတ်လိုက်တာစာရေးစရာဒါရိုက်တာကြီးဘဘဥဒုခနောက်ဥဒုခတတ်မှတ်တော့ကျွန်တော်လည်းလုပ်ကြရတော့တာပေါ့နော် ဥစဉ်တော့အမေနေတရားဝဲဟောပေးပါဆိုတော့မနှစ်ကြတဲ့လက်တကမိုးကြတဲ့လူလာလျှောက်တယ်။ဒါပေမဲ့မနှစ်ကြတော့ရဲလည်းလုံးဝမရှိဘူးပေါ့လေ။ရှိလည်းပဲဟောပြမှာမဟုတ်ဘူး။ဥစဉ်တော့ကလည်းတရားအမေနေနဲ့ပတ်သက်လို့ဒီတရားဝဲမှာမဟုတ်ပါဘူးလေ။ဟိုနေရာဒီနေရာလာလျှောက်ကြတာရှိတယ်။ဟိုမျိုးဒီမျိုးလျှောက်ကြတာရှိတယ်။အမေနေအချိန်မှတရားဝဲလို့နာမည်တက်တဲ့ရတော့ဥစဉ်တော့တက်တဲ့လုံးမဟုတ်ဘူး။အမေနေလို့နာမည်တက်ပြီးတော့ တရားပွဲပဲလို့လို့ဘာပဲလို့လို့ပေါ့လေအမေနေ့တော့ခေါင်းစဉ်တက်ပြီးတော့တရားပွဲသိရင်တော့ဦးဇင်းတို့တော့မဟုတ်ဘူးလို့ဘာလို့လဲဆိုတော့အဖေချန်ထားလို့လေကြဲအမေနေ့ဆိုတော့ဖေကဘလောက်တနာဖို့ကောင်းထားလေအဖေအားနာဖို့ဘလောက်ကောင်းထားလေအမေနေ့တမဟိုအမေနဲ့အဖေတီးတားလေးခွဲပြီးတော့တတ်တမ်းမှတ်မှတ်ကလေးအမေကုံပူပေါ်လွန်အောင်အဖေကုံပူပေါ်လွန်အောင်တတ်မှတ်ချင်တပတ်စဉ်လေစာရတဲ့ကအမေနေ့ကကြာသူလိုက်ပြီးနေအဖေနေ့ကတဘူရဲလိုက်ပြီးနေစသည်အချင်းတစ်နှစ်ထဲတစ်ခါတည်းတတ်မှတ်လိုက်ပေါ့ အမေနဲ့ကြီးပဲတခုတည်းသတ်မှတ်လိုက်ပြီးတော့ဖင်နေကြတော့ခုတည်းကဘယ်သူမှမသတ်မှတ်ကြသေးဘူးဆိုတော့တရားမျှတရဲ့လားတရားမမျှတတော့တရားနဲ့ပြဿနာကျင်နေရဲ့လားကြည့်ဖြည်းလေးဘုန်းကြီးကတော့ပလင်မတက်ကြတဲ့ကပောက်ကွဲတန်စင်နေလို့မထင်နဲ့နော်ဟုတ်လားပောက်ကွဲတန်စင်နေထင်နေအောင်မယ် heavy matter တွေပေါ့ ကဲအမေနေလို့တမ်းမှာအခုတရားနာပြည်သင်မကသဘောကျလားမကျဘူးမကျဘူးဒါကြတော့ဘုန်းကြီးကြိုက်လိုက်ပြောတာရှင်းမယ်နော်ဟုတ်လားတရားတဲ့ဘုန်းကြီးကအမေနေလို့တမ်းမှာလို့ရှင်းတာဘရမတရားမဟုတ်ဘူးဆိုတော့မကြဘူးပြောရမှာပေါ့ဒါရမသိမပြောကြဘူးနော်တသဘောကျတယ်ထင်တယ်နိုင်ငံတကာမှာကတော့အမေနေလို့ဖေနေလို့ဆိုတာရှိပြီးသားပဲနိုင်ငံတကာအမေများနေနိုင်ငံတကာဖေများနေစသဖြင့် တဏ္ဍာငံလုံးတစ်ကဘာလုံးတစ်ကဘာလုံးအတွက်ပြီးကြသတ်မှတ်ထားပြီးသားအမေနေ့အဖေနေ့ဆိုတာရှိပါတယ်အမေနေ့ကလည်းပြီးကြတည့်ရက်အဖေနေ့ကလည်းပြီးကြတည့်ရက်ပေါ့ခုမြန်မာကလည်းပဲနိုင်ငံတကာမှာရှိတာနဲ့တင်အားမရမနဲ့ခုမြန်မာမှာလည်းပဲမြမရိုးရအနေနဲ့မြမဆန္ဒအနေနဲ့မြမနေ့အနေနဲ့ပြီးကြအမေနေ့ဆိုပြီးတော့သတ်မှတ်မယ်ဆိုပြီးတော့ဒဂါယုဒုခကအမေနေ့ဆိုပြီးတော့တာသီလာကြီးသတ်မှတ်လိုက်တာပေါ့ရာသီလာပြီးရာသီလူကလည်းအေးချမ်းသာရတယ်ဆိုပြီးတော့သတ်မှတ်လိုက်တာ ဒဂါယိဒုက္ခကတော့ဘဝတစ်ပါးကူးပြောင်းသွားပြီပေါ့သူကူးပြောင်းတော့မှသူတမတ်တရရဲ့ကိုပြပြောနေတာတော့မဟုတ်ဘူးနော်တသိတရားရှိနေလေဘုဥဒ္ဒနကဒီစကားပဲပြောဒီတရားပဲဟောဒဂါယိနဲ့တွေ့လေဒီအကြောင်းပဲပြောပြမှာပါပဲလူချင်းတွေ့ပြောရင်တော့အာပြောမှအာနိုင်တောင်မှအကြောင်းတိုက်ဆိုင်သွားတဲ့ဆောင်းပါးလေးတွေကြရင်တော့ထည့်ရရမှာပေါ့အပြင်မှာတော့လူသဘောနေနေကတော့ဥဒ္ဒနပြောနေကြပါပဲဥဒ္ဒနစီမမြင်မကြလာတဲ့ဒဂါရမတွေဆက်နော်ပြပါတယ်မိုက်ကလည်းပြုတ်သွားပြီနော် ตัวละอเมนี่ไม่ท้าวขังในไม้กาเลยအဲ့ဒါအမင်းလေးကိုတတ်မှတ်ဖို့ စပြီးတော့တိုက်တွန်းနှိုးဆော်တဲ့ပုဂ္ဂိုလ်ကဒကာယိကုဒုက္ခပေါ့အဲ့မိမနေလို့မတတ်မှတ်ဖက်နဲ့မိနေလို့ဘာဖြစ်လို့တတ်မှတ်လဲဆိုတော့ဒကာယိအနေနဲ့ကတော့အမေပဲရှိတာအဖေမှမရှိတော့တာကိုဟုတ်လားအဖေမရှိတော့အမေပဲရှိတော့တာအမေနဲ့ပတ်သက်တဲ့ခံစားချက်ပဲရှိတယ်လေကိုယ်ခံစားချက်ပေါ်ခြေခံပြီးတော့တတ်မှတ်လိုက်တာပဲကိုကအမေကျေစုပဲပြီးတယ်အမေနဲ့ပဲထိတွေ့မှုရှိတယ်အမေရဲ့ကျေစုကိုပဲခံစားရတယ်ဆိုတော့အမေကျေစုပဲသဘောပေါက်အမေကျေစုပဲပြန်ဆက်ခြင်း ဒီလိုဆိုတော့အမေကျေးဇူးနဲ့ပတ်သက်တဲ့တရားတွေပဲဟောဟူတခါယူဒုက္ခတို့ငယ်ငယ်လေးကလေးကအသက်ငယ်စဉ်ကလေးကအမေနဲ့ပတ်သက်တဲ့တရားတွေအများရန်လိုက်လိုက်ဟောတာပေါ့သူ့ဘဝခံစားချက်လေးတွေနဲ့တွဲတွဲပြီးတော့ဟောတာပဲအဲ့တော့အမေနဲ့ပတ်သက်တဲ့ခံစားချက်ရှိတဲ့လူကအမိအကြောင်းပြောမှာပဲအဖေနဲ့ပတ်သက်တဲ့ခံစားချက်ရှိတဲ့လူကလည်းအဖေအကြောင်းပြောမှာပဲကိုမအမေပဲရှိတော့အမေကိုပဲကျေးဇူးဆက်လို့ရမှာပေါ့အဖေကိုကျေးဇူးဆက်လို့ရပါတော့မလား မရတော့ဘူးအဲ့တော့ဒကာယုဒ္ဓခအနေနဲ့ကတော့အမေပဲရှိတဲ့အတွက်အမေနဲ့လို့တတ်မှတ်လိုက်တာကိုတူတယောက်ခဲအတွက်ဆိုရင်တော့အမေနဲ့လို့တတ်မှတ်ခွင့်ရှိပါတယ်တတ်မှတ်တာတဘာဝကြပါတယ်အများပြည်သူနဲ့ဆိုင်သွားပြီလူတို့နဲ့ဆိုင်သွားပြီအားလုံးနဲ့ဆိုင်သွားပြီဆိုရင်တော့ကိုယ်ခံစားချက်ကိုရှင်းတန်းတင်လို့ရပါမလား မရဘူးကိုကအမေနဲ့ပတ်သက်တဲ့ခံစားချက်ရှိပေမဲ့အများပြည်သူလူထုအားလုံးကတော့အမေတယောက်ထဲခံစားချက်အမေတယောက်ထဲနဲ့ပတ်သက်တဲ့ခံစားချက်ရှိတာဟုတ်ရဲ့လားအများစုကတော့အမေလည်းရှိတယ်အဖေလည်းရှိတယ်အမေလည်းမရှိအဖေလည်းမရှိတဲ့သားသမီးဆိုတော့ကရှားပါတယ်အများကျတော့အမေရောအဖေရောရှိကြတာများတယ်ရှိတာကတော့မရောပြောရှိတော့ရှိတာကြီးပေါ့နော်ဟိုတက်ရှိတဲ့ညာရှိတာမရှိတာပြောတာအဲ့တော့မရောပြောရှိကြတယ်ဆိုတော့အမေကြီးသူရောအဖေကြီးသူရောခံစားရဒါဆိုရင် မိဘကျေးဇူးကိုပြည်သားနေတဲ့နေ့နဲ့တတ်မှတ်ပြီးတော့အာယုံပြုခြင်းနဲ့ဂုဏ်ပြုခြင်းနဲ့ဆိုရင်အမေနေ့လိုတတ်မှတ်တာပိုကောင်းလားမိဘနေ့လိုတတ်မှတ်တာပိုကောင်းလားမိဘနေ့လိုတတ်မှတ်တာပိုကောင်းလေတူတူယောက်ချင်းနေနေဆိုရင်တော့ကိုယ်ကအဖေပဲရှိတယ်အဖေနဲ့ပတ်သက်လို့ပဲခံစားရတယ်အဖေကျေးဇူးပဲခံစားရတယ်အဖေကျေးဇူးပဲပြန်ဆက်ချင်နေဆိုရင်တော့အဖေနေ့လိုတတ်မှတ်လိုက်ပေါ့ဒါတော့မှပြည်သားရဲ့လိုတတ်မှတ်ဖို့တော့မလိုနေတိုင်းနေတဲ့ဟာအမေနေ့ကြီးပြန်မှာနော် နေတိုင်းအမေကျေးဇူးကိုအမေရဲ့ကျေးဇူးကိုနေတိုင်းတတိယအမေကိုလည်းနေတိုင်းကျေးဇူးဆန့်နေရမှာတကယ်တော့နေတိုင်းနေတိုင်းဟာအမေနေပါပဲနေတိုင်းနေတိုင်းအဖေကျေးဇူးတတိယအဖေကျေးဇူးဆန့်နေတိုင်းနေတိုင်းဟာအဖေနေပဲသူကလည်းပဲဥက္ကသုဏ္ဏပြီဘုရားနေစသည်အချင်းဝါဇုလာပြင်းနေကြတာဓမ္မစက်ကြာနေဓမ္မစက်ကြာစခေါ်နေနေမလို့ဓမ္မစက်ကြာနေလို့သတ်မှတ်ပြီမြဲဓမ္မစက်ကြာကဝါဇုလာပြင်းနေကြမှာနှလုံးသွင်းရမှာဟုတ်ရဲ့လား မဟုတ်ဘူးဓမ္မစကြာနေဓမ္မစကြာတရားဥစ္စာဟောတဲ့နေမို့လို့သာဓမ္မစကြာနေလို့အဲ့ဒီနေကိုတတ်မှတ်လိုက်တာဓမ္မစကြာတရားတော်မှာလည်းဒုက္ခသစ္စာသဘောတရားဤနေတိုင်းဆင်ញရမှာပဲသမုဒယသစ္စာဤနေတိုင်းဆင်ញနေတိုင်းပယ်ရမှာပဲခုနဒုက္ခသစ္စာနေတိုင်းဆင်ញနေတိုင်းပြီးအောင်ကြိုးစားရမယ်သမုဒယသစ္စာနေတိုင်းဆင်ញနေတိုင်းပယ်နိုင်အောင်ကြိုးစားရမယ်ဤရောသစ္စာနေတိုင်းဆင်ញနေတိုင်းမျက်မှောက်ပြုနိုင်အောင်ကြိုးစားရမယ်မဉ္ဇဉ်ပုညမရသေးတော့ဒါကြိုက်တော့မျက်မှောက်ပြုလို့မရဘူးပေါ့ နိဗ္ဗာန်ဥတီနိဗ္ဗာန်ရဲ့ဂုံအာယုံပြုဘာကုသကမဝဲပြီလို့နိဗ္ဗာန်ရဲ့အတွက်ဖြစ်ပါစေဆိုတာနေတိုင်းနိရောဓနိရောဓသစ္စာနဲ့ထိတွေ့နေတာပဲပေါ့နေတိုင်းဒါနသီလဝိယဝစ္စအစရှိတဲ့ကုသကမှုတွေနဲ့တကွာတတိပဌံဝိပဿနာအလုပ်ကိုအားထုတ်နေတယ်ဆိုရင်နေတိုင်းမေဃသစ္စာနဲ့ထိတွေ့နေတာပဲပေါ့အဲ့တော့ဓမ္မစကြာမှန်လာတဲ့သစ္စာ၄ပါးကလည်းဝါဆိုလိုက်ပြီးနေကြမှာတရိယာမှာလားနေတိုင်းတရိယာမှာလားနေတိုင်းတရိယာမှာအမိကျေးဇူးအဖေကျေးဇူးပေါင်းလိုက်တော့မိဘကျေးဇူးကိုလည်း အမေနဲ့အစ်ကိုနဲ့သုံးဖို့မိဘတိကျမှသတိရရမှလားနေတိုင်းသတိရရမှလားနေတိုင်းသတိရရမှနေတိုင်းလည်းပဲသတိရနေတိုင်းလည်းပဲကြည်သူဆက်သို့တော့ဒီကနေ့တနေ့တမ်းမှပြီးတော့အထုတလဲအောင်မေမိဘရဲ့ကျေးဇူးကုန်ကိုအထုတလဲအောင်မေမိဘကိုလည်းအထုတလဲကျေးဇူးပြန်ဆက်မိဘရဲ့ကျေးဇူးကုန်လေးကိုကိုယ်လည်းဆင်ခြင်သူများကိုလည်းဖြန့်ချီဟောပြောစသည်အပြင်အထုနေ့နေ့နဲ့တမ်းမှပြီးတော့ကျင်းပတာလည်းပဲမသိတော့ဘူးလားသိတော့တယ်လုပ်ပြန်လုပ်ထိုက်တဲ့အလုပ်ပါပဲ အလုတ်တယ်လို့တက်တယ်လို့လုံမယ်ဆိုတော့နိုင်ငံတကာမှာအမေနေဖိနေပြီးသားရှိပြီလားမြန်မာကပြီးသားတတ်မယ်ဆိုတော့အမေနေဖိနေပြီးသားမခွဲတော့ဘဲနဲ့မိဘနေလို့တတ်မှတ်တာဘူးမကောင်းဘူးလားကောင်းနေဒါကြောင့်ဒီနေ့ကလေးနဲ့ယူပါသာသနာ့ကျူဆောင်အဖွဲ့ကတရားဝဲလို့တော့ပထမတရားဝဲဖိတ်စာရောက်လာတဲ့အမေနေအထိတ်မှန်တရားဝဲတယ်အဲ့ဒါနဲ့ဥစဉ်ကတရားဝဲပြန်ဖြစ်ပါတယ်ဒီနေ့ဆက်လျက်နေဥစဉ်တော့မဟောပါဘူး စကားတွေကတရားဝင်လျှောက်ကလေးကခရီးတောင်းမိတာမိဘနေလို့နမတက်မှာဟောပေးမယ်ဆိုတော့တရားဝင်မဲ့တဲ့ကောင်များကမိဘနေလို့တက်ပါမယ်ဖခင်လို့လျှောက်တာပေါ့ဒါမှမဟုတ်လည်းပဲအကြောင်းမညီညွတ်လို့ပေါ့လေအမေနေပဲတက်ကဲအမေနေတက်ချင်တဲ့တက်ပါမပိတ်ပင်ပါဘူးမတမ်းမြစ်ပါဘူးဒါပေမဲ့ဥစဉ်တော့လာမဟောတော့ဘူးအဲ့ဒါနဲ့တရားအရှင်ဖခင်ရဲ့တရားဘုရားအရှင်မခံနိုင်ပါဘူးမိဘနေလို့ကြောင်းပါမယ်ဆိုတော့ဖိတ်စာအသက်ပြန်ရရတာနော်ကျန်တဲ့ပင်ကဖိတ်စာနှစ်ခါမရဘူးလားပထမမှာဖိတ်စာတော့တိတ်မဝေကြီးဘူးလို့ဆိုပါတယ် အဲ့တော့အမေနစ်ဆိုတဲ့နာမည်လေးနဲ့မိဘနစ်ဆိုတဲ့နာမည်လေးဘယ်ဟာလေးကကြက်ပြေရှိတုန်းမိဘနဲ့အမေနစ်ဆိုတော့တချမ်းပဲဖြစ်နေတာပေါ့မိဘကျေးဇူးအပြည့်ပြီးတာလားတချမ်းပဲပြီးတာလားတချမ်းပဲပြီးတာမိဘကျေးဇူးအပြည့်ဆက်တာလားတချမ်းပဲဆက်တာလားတချမ်းပဲဆက်တာဖြစ်နေပြီဒီရန်ကုန်မှာပါပဲမြို့နယ်တစ်ခုမြို့နယ်နာမည်တော့မပြောတော့မြို့နယ်တစ်ခုကစီးပွားရေးလုပ်ငန်းတစ်ခုမှာစီးပွားရေးလုပ်ငန်းတစ်ခုလုပ်တော့ညီကောင်မောင်နှမတွေစုပေါင်းပြီးလုပ်တဲ့စီးပွားရေးလုပ်ငန်းပေါ့ အဲ့ဒီစီပွားရေးနာမည်ကိုစီပွားရေးလုပ်ငန်းရဲ့နာမည်ကိုဘယ်လိုတတ်ထားလဲဆိုတော့အမေရိတ်လို့တတ်ထားတာအမေရိတ်ဘာညာပေါ့နောက်ကစီပွားရေးလုပ်ငန်းတစ်ခုရဲ့နာမည်ပေါ့အဲ့ဒါအမေရိတ်လို့ပဲနာမည်တတ်ထားတော့အဖေကတော်တော်ခံစားရတယ်ဒါနဲ့လည်းသူတို့ခံစားကြနေပဲအဖေကသူတို့ဘုံမှာအဖခင်တောင်းဝဲမကြည်ညိုဘူးဖခင်ယေရှုအပြည့်အဝမပေးဘူးဖခင်မေတ္တာရည်အပြည့်အဝမပေးဘူးဖခင်ရဲ့မေတ္တာမရလို့ဆိုပြီးတော့ဖခင်ပေါ်မှာစိတ်နာ တနည်းပြောမယ်ဆိုတော့အဖေကနောက်မိမယူထားတာပေါ့နော်အဖေကနောက်မိမယူနောက်အိမ်နာပြထားတော့အဖေကအရန်စိတ်နာလို့ဆိုတော့သူတို့ရဲ့စီပေါင်းရေးလုပ်ငန်းနာမည်အမိကြီးလိုပဲနာမည်တက်တယ်အဖေကအဲ့ဒါမျက်နှာစိတ်မကောင်းသူ့ဘာသာသူဟိုဖောက်ပြန်တဲ့သဘောနဲ့ယူလာလဲဖြစ်ချင်းဖြစ်မယ်ပေါ့ဘုရုဇင်တဘာဘာကြီးနေတာအလိုလိုက်ပြီးလို့လဲဖြစ်မှာပေါ့ဘယ်လိုပဲဖြစ်ဖြစ်သာသမီတွေကအဖေကိုပြစ်တင်ပြီးတော့အမိကိုပဲတီးကြနာမည်တက်တော့မခံစားရဘူးလားခံစားရတယ်အရန်ခံစားရတယ် ။နောက်ရင်ပြည်ထားပေမဲ့လည်းအရင်အိမ်တော်ရတဲ့သာသမီပေါ်မှာမိဘမေတ္တာတော့ရှိတာပေါ့။အကြောင်းမျိုးကြောင့်တိမ်နဲ့အတူနေပြီးတော့ပြုစုဆောင်ရှောက်တာမျိုးတော့မပြုလုပ်နိုင်ဘူး။ဒါပေမဲ့အဖေကိုပြစ်ပေးတာကိုအရင်ခံစားရတယ်။ခံစားရတဲ့အကြောင်းကိုလည်းသူ့ရဲ့မိတ်ဆွေပေါင်းတဲ့တငယ်ချင်းတွေကိုလည်းရင်ဖွင့်လို့ရှိတယ်။ပြီးသွားတဲ့အဲဒီတခါကြီးရဲ့မိတ်ဆွေပေါင်းတဲ့နေ့ကလည်းသာသမီတွေသွားပြောသာသမီတွေကလုံးဝလက်မခံဘူး။အဖေကိုအရင်စိတ်နာတယ်။ အမေမအမေပဲအမေသားလည်းငါတို့ဘဝမှာကျေးဇူးရှိတယ်အမေကသာငါတို့ကိုချစ်တယ်အမေရဲ့နောက်တော့အဖေပြေတော့တဲ့အခါကျတော့မှဆရာတော်သံဃာတော်တွေဟောတဲ့တရားတွေနားရလို့ဝဲလားတရားစာအုပ်တွေအမိမကျေးဇူးနဲ့ပတ်သက်တဲ့စာအုပ်တွေဖတ်ရှုရလို့ဝဲလားဒါပေမဲ့ဒါမှမဟုတ်အဖေမရှိတော့မှပဲဖေရဲ့ကျေးဇူးကိုအလိုလိုသဘောပေါက်လာလို့လားမသိဘူးဆိုင်းပုံနာမည်ပြောင်းလိုက်တယ်မိဘရဲ့တဲ့မိဘရဲ့ဆိုပြီးတော့နောက်ကသူ့နာမည်စီးပွားရေးလုပ်ငန်းတစ်ခုနာမည်ရှိတာပေါ့ အဲ့ဒါအကြောင်းသိတဲ့တရားတွေကခံစားရတယ်။အော်သူတို့ဖေမြတက်ရှိတင်ညာရှိစဉ်တုန်းကသာသမီတွေကအဖေကျေးဇူးနားလေသဘောပေါက်လို့မိဘအရေးလို့အစိုးရတွေကနာမည်တက်မယ်ဆိုရင်အဖေအတော်ဝမ်းသာရှာမှာ အခုတော့အဖေသေးသွားမှအဖေကျေးဇူးနားလေပြီးတော့မိဘရေးလို့နာမည်တက်တော့အဖေကသိသေးရဲ့လားမသိဘူးကိုယ့်ရဲ့အမေကြီးဆိုတဲ့နာမည်လေးအပေါ်မှာအဖေအတော်ကိုခံစားတော့ရတယ်တေကြီးတရားဆိုတာလေတော်တော်အံ့ဩစရာကောင်းပါလေ ကိုဘလောက်မုံတိတဲ့သူပဲရှိဖြစ်သိသွားပြီဆိုတာနဲ့တပိုင်းနဲ့မုံလို့ရသေးရဲ့လားမရတော့ဘူးတော်တော်အံ့ဩစရာကောင်းတယ်ဒါတွေကိုကြိုသိတယ်ဆိုရင်သက်ရှင်တင်ကြရှိစဉ်ကလေးကအမုန်းစိတ်တွေပယ်လိုက်ပါတော့လားလူတယောက်ဘာမှနာကြည့်နေတယ်စိတ်နာနေတယ်သိသွားပြီဆိုတာနဲ့နာကြည့်တာတွေစိတ်နာတာတွေကပြန့်သွားတာပဲသိသွားတာတောင်မှမုံနေတော့မယ်နာကြည့်နေတော့မယ်ဆိုရင်တော့တော်တော်ကိုစိတ်ဓာတ် စင်တန်းနေလုံးလို့ပဲစိတ်တည်းစိတ်မှာကိလေသာတွေထူပြောလုံးလို့ပဲအများဖြင့်တော့ကိုယ်မုန်းတဲ့လူသိသွားပြီဆိုရင်မုန်းမုန်းစိတ်တွေကြောက်သွားကြတာများတယ်ကြောက်တဲ့ပြင်ကိုနောင်တလေးတွေတောင်ရမိတယ်အော်ငါသူ့အသက်ထင်ရှားရှိစဉ်တုန်းကသူ့ဘောမှာကောင်းကောင်းမောမောမပြောဆိုမဆက်ဆံလိုက်ရဘူးသူ့ဘောမှာငါကျေးဇူးတွေမပြုလိုက်တကယ်တော့သူ့ကျေးဇူးငါဘောမှာရှိတာဘယ်တော့ငါဘယ်လိုလေးကျေးဇူးပြုခဲ့ဘူးလေအဲ့ဒီကျေးဇူးလေးအောင်းမိပြီးတော့ငါသူ့ဘောမှာကျေးဇူးလေးတွေပြန်ပြုခဲ့မိရင်ကောင်းမှာအခုတော့မပြုနိုင်မိဘူး စပြီးရင်သေသွားပြီဆိုမှနောင်တမရကြဘူးလားရကြတယ်ခုနကဟိုအိမ်တိမ်လည်းဒီလိုပဲပေါ့အဖေသေသွားပြီဆိုတော့မှအဖေကြီးသူပြန်သဘောပေါက်ပြီးတော့မိဘရိတ်ဖြစ်သွားတာတရားကမချိန်ဘူးဆိုနေတိုင်းပြောတဲ့ကောင်မိနစ်20အစိတ်လောက်ဖြစ်နေပြီနော်အဲ့တော့မိဘကြီးစုမိဘသေးသမှနားလေသဘောပေါက်ပြီးတော့ခံစားနေမဲ့အသက်ထင်ရှားရှိစဉ်ကလေးကမိဘကြီးစုတိမိဘကြီးစုဆက်ရင်ပို့ပြီးတော့ကောင်းပါတယ် အမေနေဆိုတဲ့သကလုံးလေးနဲ့ပတ်သက်ပြီးပြောနေတာနော်အဲ့တော့အမေရင်ကျေးဇူးရှိတာမဟုတ်ပါဘူးအဖေကျေးဇူးလည်းရှိပါတယ်အနီးကကိုကိုပြုစုစမ်းလျှောက်တာကျွေးမဲတုတ်တင်တာကတော့အမေပေါ့ငယ်ငယ်တုန်းကထမင်းခွန်ကြီးတော့ဘသူကခွန်ကြီးတာနော်အမေကခွန်ကြီးတာအဲ့တော့အနီးကပြုစုတာကအမေဆိုတော့အများအချင်းတော့အမေကိုပူချစ်ကြတယ်အမေကကိုပေါ်မှာပေးပူပြီးတော့ကျေးဇူးကြီးမားတယ်လို့ထင်ကြတယ်ကျေးဇူးဆက်ချက်ရှိရင်တော့မှအမေကိုတစ်မျိုးအဖေကိုတစ်မျိုးကျေးဇူးမဆက်ကြဘူးလား အဖေတလ9000ပေးတဲ့ဆင်အမိကြတော့ဘယ်လောက်ပေးရင်ဘယ်လောက်မှကုန်ပေးဦးထင်တယ်နော်အမင်္ဂရာအဖေဘယ်လောက်အမိဘယ်လောက်ခွဲမလို့နဲ့မရောက်ဖြစ်ရအတူတူပဲပေးပေါ့အညီမြပြီးတဲ့ဖိုးတော့ကလည်းဦးစင်းတို့ဟိုမွေးနေ့ရောက်ပြီဆိုရင်မွေးနေ့မှမဟုတ်ပါဘူးလေဦးစင်းတို့တနေ့ကို3-4ချိန်လောက်ထိမ့်မှတ်လေးနေပေါ့ သူတို့ကတော့မွေးနေပေါ့မွေးနေရပြီစင်ခမဲတော်နေကြီးနဲ့မဲတော်ကြီးဒါနာကုသကောင်းမှုတွေပြုပြအောင်ဆိုပြီးတော့ခမဲတော်ကြီးကဟိုစပေးကစားတော့ကတော့သူခိနေသူကငွေကြီးတန်မှုတန်တဲ့သူတို့တွေးပြရတာပေါ့နော်ဟိုတော့ကစပြီးတော့ကဲခမဲတော်ကြီးတက်တသိမ်းမဲတော်ကြီးတက်တသိမ်းဆိုတော့မွေးနေကြတော့မိဘကိုဒါနာကောင်းမှုတွေပြုဖို့အတွက်ကွတ်ကျေးဇူးပြန်ဆက်ရတာပေါ့နောက်တော်တော်နေ့ကျတော့အဖေတသိမ်းခွဲအမေတသိမ်းခွဲဆိုတော့၃သိမ်းလေအဲ့အဖေအတွက်ဘယ်လောက်အမေတွေဘယ်လောက်သွားပြောလိုက်မိသေးတယ်ကွာ အဲ့နည်းနည်းလေးစီကြီးကုံစင်းလုံးပြန်တက်လာတော့အဖေအတွက်2သိန်းအမေအတွက်2သိန်းဆိုတခါလှမ်း4သိန်းစုပြင်တာပေါ့ဒါဝါတွင်းကြတော့တခါဝါစုကန်ကြီးကြတော့တခါဝါကျွတ်တော့တခါသိဉံနှစ်ဆန်းတည်းရနေကြတော့တခါပေါ့တဲ့နှစ်ကို၄ကျင်းလောက်တော့လှူပြစ်ပါတယ်ဒါလှူကျင်တာလေးလှူနိုင်အောင်ဆိုတဲ့သဘောပါပဲဒါမိဘကျေးဇူးအကြည်ဆန်းဤ၄နီးထဲမှာမြတ်စွာဘုရားဟောထားတဲ့အထက်မှာပါတဲ့တစ်ချက်ကိုကျင့်သုံးလိုက်တဲ့သဘောပါပဲ ခုနောက်ပိုင်းကျတော့အဖေတို့ဗလာအမေတို့ဗလာတို့ခွဲနေတော့ခမဲရိနေမဲရိတဲ့ဆိုတော့ပေါင်းပြီးတော့ပဲထူလိုက်တော့တယ်ခုပြီးခဲ့တဲ့ဇန်နဝါရီ9ရက်ဥသိင်းရဲ့38နှစ်ပြည့်မွေးနေ့မှာတော့ခမဲရိနေမဲရိလူကျန်တာရှူဖို့အတွက်ပါဆိုပြီးတော့၅သိန်းရှူလိုက်ပါတယ်အကြောပြောတာမဟုတ်ဘူးနော်မိဘကျေစုဟိုတတိယရုံလေးတစ်ခါလေးပြောထားတာနောက်ပိုင်းမိဘကျေးဇူးကျေးဇူးတင်လေးလေးတွေပါဒီပြောတဲ့ခါရှင်းတဲ့ခါကြလဲပြောပြခြင်းပြောမြန်မာပေါ့အခုတရိယာတို့ကြိုးပြောလိုက်တာအမှန်ကတော့ဖိတွေဘလောက်မိတွေဘလောက်လို့ခွဲမနေတဲ့နောက်ခမဲတော်ရရမဲတော်ရနှစ်ယောက်လုံးအတွဲ ငါးသိန်းဆိုပြီးတော့တယောက်နှစ်သိန်းခွဲလို့ပြောနေကြလို့သေးလားအဲ့လိုဆိုတော့တယောက်နှစ်သိန်းခွဲစီပဲထားပြီးတော့ဟာအမေကြီးကဘယ်လောက်သုံးပြီအမေကြီးကဘယ်လောက်သုံးနှစ်သိန်းခွဲကျော်သွားပြီနဲ့ရှင်းမနေနိုင်ဘူးလားတချို့အိမ်တွေပြောတာအဖေပစံအမေပစံခွဲထားတာမရှိဘူးလားရှိတယ်ဒါကြောင့်မလို့အဲ့လိုခွဲမနေအောင်လို့ကဲအဖေရောအမေရောခမဲရောရမေရောနှစ်ယောက်လုံးတက်ဆိုပြီးတော့ဒီနေ့ကစပြီးတော့တပေါင်းနဲ့လှူပြသွားတယ်ကိုကသူ့များကိုကြတော့အမေနဲ့အဖေနဲ့ခွဲမနေပါနဲ့မိဘနဲ့တူတာပေါင်းမှဟောပြီးတော့ကိုကြတော့အဖေအမေတိကျခွဲနေတယ်ဆိုရင်တဘာဝကြပါမလား မကြဘူးဒါကြောင့်မလို့မိဘပဲမိဘကျေးဇူးဆက်မိဘနေအဲ့တော့အဖေလည်းအရေးကြီးပုံလေးပြောမလို့ပေါ့ကိုကောနီးကပြည့်စုံဆန့်ရှောက်တာကတော့အမေပဲအမေကျေးဇူးကြတော့မြင်လွယ်ထင်လွယ်တာပေါ့လေငယ်စဉ်ကလေးကအမေကျေးဇူးမြင်လွယ်အသက်ကြီးလာလို့ရှိရင်တော့လေပြောင်းလဲသွားတာလည်းရှိတယ်တခါတည်းသူ့မိသားစုတွေကငယ်ငယ်တုန်းကအမေနဲ့နီးကထီးတွေ့အမေမေတ္တာငွေပို့ပြီးတော့ခံစားရတော့အမေအချစ်ဆုံးဟိုအမေကမေးလို့ရှိရင်ဖေဖေနဲ့မေမေဘယ်သူချစ်လဲဆိုရင်တော့ဘယ်လိုဖြေခဲ့တာတော့ အတူတူပဲလို့ဖြေခဲ့တာဒါမှမဟုတ်အမင်းနဲ့သားနဲ့တယောက်ချင်းမင်းရင်ကြတော့ဖြစ်ဖြစ်မပြောနဲ့နော်မိမိအချစ်ဆုံးဟုတ်လားအဖေကအဖေနဲ့သားနဲ့တယောက်ချင်းမင်းအမင်းမရှိတဲ့ချင်းကြတော့မိမိတော်မပြောနဲ့နော်ဖြစ်ဖြစ်အချစ်ဆုံးအဲ့လိုမပြောခဲ့ကြဘူးလားဒီကြတော့ငငယ်တော့ကအမိအချစ်ဆုံးပဲတက်ကြည့်လိုက်တဲ့ခါကျတော့အမိကနေရာတကာပွတ်စီပွတ်စီပြစ်တောင်းပြစ်တောင်း ပူညာပူညာဆိုတော့ကြာတော့အဖေကအေးတယ်အဖေကကိုအလိုလိုက်တယ်တိတ်မပြုံးဆိုတော့ကြီးလာကြတော့ဘလို့ပြောင်းသွားပြန်နော်။ဘဇက်ကထပ်မပြုံးနဲ့ငငယ်တုန်းကအမိအချစ်ဆုံးအသက်ကြီးလာတဲ့ခါကျတော့မှအဖေအချစ်ဆုံးပြန်ဖြစ်သွားတာ။တချို့ကျတော့လည်းငငယ်တုန်းကအဖေအချစ်ဆုံးကြီးလာတော့မှအဖေကဟိုဟာပိတ်ပင်တရားပိတ်ပင်ဟိုဟာမလို့ရတရားမလို့ရနဲ့ကြာတော့စိတ်ညစ်ပြီးတော့အဖေအချစ်ဆုံးပြန်ဖြစ်သွားတာ။ကိုယ့်ပေါ်ပူကောင်းတဲ့သူပူချစ်တာကတော့တဘာဝပဲပေါ့နော်။ ချစ်တယ်မချစ်တယ်ကတော့တန်ယုံစင်နဲ့ဆိုင်တာဆိုတော့ကုသဘောပါပဲကျေးဇူးအနေနဲ့ကတော့အမေလည်းကျေးဇူးရှိတယ်အဖေလည်းကျေးဇူးရှိတယ်ကိုကိုအနည်းကထမင်းခွန်ကျေးတာက အမေအမေခွန်ကျေးတဲ့ထမင်းလို့ထမင်းမကန်နဲ့ရောက်လာအောင်ထည့်ပေးတာကအဖေထမင်းထမင်းထမင်းကထမင်းမကန်နဲ့အလိုလိုရောက်လာလားရောက်မလာဘူးဒီထမင်းလို့ထမင်းနေဖြစ်လာဖို့တဲ့ဆန်းနေချင်ရတယ်ဒီဆန်းဝယ်နိုင်မှုတွေပတ်စံရှိရတယ်ဒီပတ်စံကအဖေရှာပေးတာ ဒါအဖေနဲ့အမေဟိုအစင်လန်နေလဲဆိုတော့အဖေကစီဝါချတဲ့အမေကအင်းတွင်းရင်အမှုကိစ္စလုပ်တယ်ဆိုတော့ရေပုံရသဘောတရားအနေနဲ့ပြောတာပေါ့အခုကမှတော့အဖေရောမိရောနှစ်ယောက်လုံးစီဝါချတာရှိတာပဲရှိတာပဲကမဟုတ်အဖေရောမိရောစီဝါချနေကြရတာများတယ်နော်အဲ့တော့အဖေရောမိရောစီဝါချလို့ကိုခွန်ကျွေးလိုက်တဲ့ထမင်းလောက်ကအဖေစီဝါရောအမေစီဝါရောအဖေလောက်အားရောအမေလောက်အားနှစ်ခုလုံးပါတယ်ပဲထားအောင်တော့အမေကျေစုကြီးတက်တဲ့ဟုတ်ရဲ့လားမဟုတ်ဘူးအဖေကျေးဇူးလဲပါတာပဲအဖေရှာတဲ့ပတ်စံကြောင့်ရလာတဲ့ထမင်းဟင်းนี่လေ ပါတာပဲဒီတော့မေအမေကျေစုပို့သိကြတယ်ဆိုတော့ကကိုယ့်ကိုအနီးကထမင်းခွန်ကြီးတော့အမေကျေစုပို့ကြီးတယ်လို့ယူဆကြတာပေါ့အဲ့တော့ကိုယ့်ကိုထမင်းလို့အနီးကခွန်ကြီးတာကအမေပါခွန်ကြီးဖို့ထမင်းလို့ဒီထမင်းပကနဲ့ရလာအောင်ဖြည့်ဆည်းပေးတာကအဖေပါအနည်းကထမင်းခွန်ယူတဲ့အမိကျေစုကိုပဲမမြင်မှနဲ့ဒီထမင်းနေထမင်းမကန်နဲ့ရောက်လာအောင်ဖြည့်ဆည်းပေးတဲ့ပင်ပင်မမရုံကလှူရှာပြေလွှာသွားလာရှာဖွေခဲ့တဲ့အဖေကျေစုကိုလည်းတည်ရလိုက်ပါ မျက်မွေးတဆုံးမကြည့်ပါနဲ့မျက်စိတဆုံးကြည့်ပါဒါဆိုရင်အမေနေ့လိုပဲဒီကြမခွဲပဲနဲ့အဖေရေပါပေါင်းပြီးတော့မိဘနေ့လိုသတ်မှတ်တင်တယ်ဆိုတာသဘောပေါက်လောက်ပါတယ်နော်ဒီငယ်တုန်းကအမေကကိုကိုရီချိုးပေးခဲ့ဦးတယ်ဟိုးဦးစင်းတို့မှတ်မိတာ၄ဒဏ်၅ဒဏ်ဦးစင်းတို့၅ဒဏ်လောက်ထိကိုအမေကရီချိုးပေးနေတုန်းဒီကလေးကစွစွပြီးတော့ရင်ချိုးပေးတာလေရေလဲချိုးဆက်တာတိုက်ပြီးကြီးတုံးပြီးကိုကိုနီးကရင်ချိုးပေးတာကအမေ အမေချိုးပေးဖို့ရေကန်နဲ့ရေဖြည့်ပေးတာကအဖေဒါဆိုရင်ရေချိုးပေးတဲ့အမေရဲ့ကျေးဇူးလောက်ပဲသိရေကန်နဲ့ရေဖြည့်ပေးတဲ့အဖေကျေးဇူးကြတော့မသိဘူးဆိုရင်သဘာဝကျပါမလားမကျဘူးကိုကိုရေချိုးပေးတဲ့အမေကျေးဇူးကိုသိတယ်ဆိုရင်ကိုချိုးပေးတဲ့ရေတွေကိုရေကန်နဲ့ပြည့်အောင်ဖြည့်ပေးတဲ့အဖေကျေးဇူးကိုလည်းသိလိုက်ပါဒါဆိုရင်အမေနေ့လိုတချမ်းပဲမလုပ်တဲ့မနေ့မိဘနေ့လိုအပြည့်အစုံလုပ်တဲ့နေ့ဆိုတာမထင်ရှားဘူးလား မိဘနေဆိုတဲ့စကလုံးလေးရှင်းနေတာတကူနိုင်ဝဲပြေးသွားပြီနော်အဲဒါကျတော့မဆိုးပါဘူးတနားရီတော့ပြေးမှသေးတာတော့ပါတယ်အဲ့တော့အမေနေလို့နမေတတ်တာကိုမကျင်တတ်တဲ့စိတ်တော့မရှိပါဘူးတတ်နိုင်ပါတယ်သို့တော့အဖေနေလေးလည်းရှိအောင်တော့လုပ်အောင်ပေါ့အဖေနေရတဲ့အမေနေခွဲမနေမှနဲ့ကောင်းတာကတော့တည့်ရထဲမိဘနေလို့သာလုံလိုက်ပါကိုယ်တော်နဲ့ကိုကိုခံစားချက်နဲ့ကိုကိုကအမေကြီးစုပဲပိုးသီးလို့အမေနေလည်းလှုပ်ရှင်လေလှုပ်ကြပါပေါ့ ဒါပေမဲ့ဥစဉ်တို့သဘောကြတာကတော့မိဘနေလို့လုပ်တာပဲသဘောကြပါတယ်။ဒါတခါယုဒုခနှစ်ပတ်လေတစ်နှစ်ပြည့်ကြတော့ဟိုတခါယုဒုခကိုတိုင်တဲ့သဘောနဲ့ဆောင်းပါးလေးတို့ရေးရအောင်မှာပေါ့အဲ့ဒီကြတော့မှဒါလေးထည့်ရေးရမယ်နော်။တမလုံးကနေခုနှစ်ပါဆိုပြီးတော့လေသိမ့်မပဲရေးရတော့မှာပေါ့။အဲ့တော့မိဘနေ ။ဦးဇင်းတို့မြတ်စွာဘုရားတောင်မှအမိနဲ့ပြီးခွဲဟောတာမှမဟုတ်ဘူး။ကျေးဇူးတရားနဲ့ပတ်သက်ရင်ပေါ့လေ။ဟိုမေတ္တာတရားနဲ့ပတ်သက်လို့မေတ္တာသုံးပါတော့မာတာယထာနိယံဗုဒ္ဓမာယုတံဧကဗုဒ္ဓမနုရေခိဧဝံပိသဗ္ဗဗုဒ္ဓေတုမာနတံဘာဝရှိအပရိမာဏံ။သားတူတည်းရှိတဲ့မိခင်ဟာအဲ့ဒီတူတည်းသောသားအပေါ်မှာ အသက်ပေးပြီးတော့ဆန့်ရှောက်တယ်လို့တတဝါအားလုံးရဲ့အပေါ်မှာလည်းမေတ္တာစိတ်နဲ့ဆန့်ရှောက်ပါဒီလိုဟောထားတာတော့မရှိဘူးလားဒါမေတ္တာအကြောင်းကိုပေါ်လွင်ထင်ရှားအောင်လို့အမိမေတ္တာနဲ့ ဥပမာပေးလိုက်တာကျေးဇူးဆောက်ဖို့ကိစ္စနဲ့ပတ်သက်လို့မင်္ဂလာသူမှဟောတော့ဘယ်လိုဟောတော့မိဘကျေးဇူးဆက်ခြင်းကမင်္ဂလာပဲဆိုတာပါဠိလိုပါတယ်လေမာတာပိတုဥပဋ္ဌာနံမာတာဥပဋ္ဌာနံပိတုဥပဋ္ဌာနံကိုခွဲဟောရလားခွဲမဟောပါဘူးမာတာပိတုဥပဋ္ဌာနံအမိဖကိုပြုစုလို့ကြွေးခြင်းဟာမင်္ဂလာတစ်ပါးပဲတဲ့အမိကိုပြုစုလို့ကြွေးခြင်းဟာမင်္ဂလာတစ်ပါးတိကျတစ်ခု အဖေကိုပြုစုလိုချင်ဟာမင်္ဂလာတစ်ပါးတိတာတစ်ခုလို့မင်္ဂလာနှစ်ပါးခွဲဟောရလားမခွဲဟောဘူးဘုရားတောင်မှကျေးဇူးဆက်တာနဲ့ပတ်သက်လို့အမေရဲ့အဖေရဲ့တိကျခွဲမဟောပဲနဲ့ကိုကဘာဖြစ်လို့အမေကိုတိကျကျေးဇူးဆက်အဖေကိုတိကျကျေးဇူးဆက်အမေနေ့ကသတ်သက်အဖေနေ့ကသတ်သက်ဘာလို့ခွဲကျင်နေတာလဲနှလောအပေါင်းမှာဆွဲရော်လीဆွဲရော်ရုပ်ကလေးကနှလောအပေါင်းမှာတရွယ်အဖေနဲ့အမေနဲ့ပေါင်းမှာ